စစ်တပ်ထောက်ခံသူတွေရဲ့ဝါရဖြန့်စောင့်ကြည့်လေ့လာမှုအစီရင်ခံစာအရဖေဖော်ဝါရီလအတွင်းမှာမိခိုးရံဝါရဖြန့်ခြင်းတွေကိုအများဆုံးတွေ့ရပါတယ်။မိခိုးရံဝါရဖြန့်ခြင်းဆိုတာကတော့သတင်းချက်လက်တွေထုတ်ပေါ်လာတဲ့သတင်းရဲ့ရင်းမြစ်တွေကတိကျခိုင်မာမှုမရှိသလိုသတင်းထဲမှာပါတဲ့အချက်လက်တွေကလည်းတိကျခိုင်မာမှုမရှိတတ်ပါဘူး။တခါတည်းမှာမှန်ကန်တဲ့သတင်းချက်လက်တွေနဲ့ဝါရဖြန့်လို့တဲ့လွယ်မားတဲ့ချက်လက်တွေကိုရောနှောအသုံးပြုတာလည်းဖြစ်နိုင်ပါတယ်။ ဖေဖော်ဝါရီလအတွင်းမှာပြည်သူ့ကာကွယ်တပ်ဖွဲ့တွေမျိုးသားညညရေးအစိုးရကိုထောက်ခံသူတွေနဲ့ NCA စာချုပ်ကိုလက်မှတ်ရေးထိုးထားခြင်းမရှိတဲ့တော်လှန်ရေးအဖွဲ့အစည်းတွေကိုအစိုးမြင့်သဘောထားနဲ့တိုက်ခိုက်ရေးသားတာတွေကိုအများဆုံးလုပ်ခဲ့ပါတယ်။အထူးသဖြင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ၊ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့အာကာတပ်တော် AA တို့ကိုဦးတည်ပြီးတော့တိုက်ခိုက်ရေးသားတာတွေအများဆုံးလုပ်ခဲ့ပါတယ်။စစ်ကောင်စီဘက်တော်သားတွေရဲ့ဝါရားဖြတ်မှုတွေမှာမကွေတိုင်းအတွက်မှာဖြစ်ပွားနေတဲ့စစ်ရေးလှုပ်ရှားမှုအကြောင်းတွေကိုအများအပြားတွေ့ရပါတယ်။စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေရဲ့စစ်စင်ရေးလှုပ်ဆောင်နေရတွေပြည်သူ့ကောင်ွယ်တပ်ဖွဲ့တွေရဲ့စည်ရေးဆောင်ရွက်မှုတွေပြည်သူ့ကောင်ွယ်တပ်ဖွဲ့ဝင်တွေနဲ့အပိထောက်ခံတဲ့ကြေးရွာတွေအကြောင်းကိုတင်ပြတာတွေအရကတက်တော် AA ကမကွေးတိုင်းကိုထိုးပေါက်ဝင်ရောက်လာတဲ့အခြေအနေတွေနဲ့ပတ်သက်တာတွေကိုရေးသားခဲ့တာကိုတွေ့ရပါတယ်။ယာယီနေရဲ့စွန့်ခွာသူတွေစစ်ဘေးရှောင်တွေကိုထောက်ပံ့မှုတွေလှုပ်ဆောင်မယ်လို့စစ်ကောင်စီကထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီထောက်ပံ့မှုတွေကိုအခြေခံပြီးစစ်ကောင်စီ lobby တွေကစစ်ကောင်ဆောင်မင်းအောင်လှိုင်ကိုကောင်းမွန်တဲ့ပုံရိပ်အဖြစ်ပုံဖော်ဝါဒဖြန့်ဖို့ကြိုးစားခဲ့ပါတယ်။နေရဲစုံခွာသူ9သိန်းခန့်ကို2025ခုနှစ်ဇန်နဝါရီလကနေဒီဇင်ဘာလအထိတလလင်2000ကျပ်ထောက်ပံ့မယ်လို့စစ်ကောင်ဆောင်ကပြောဆိုခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီဘတ်တော်သားတွေကထောက်ပံ့ပေးရမှုတွေရှိနေတယ်လို့ဝါဒဖြန့်နေပေမဲ့မတ်လရောက်ရှိရတဲ့အထိပွင့်လင်းမြင့်သားတဲ့ထောက်ပံ့မှုတွေကိုမတွေ့ရှိရပါ။အဆိုပါထောက်ပံ့ခြေကိုစစ်ကောင်စီနဲ့နှီးဆက်တဲ့ထောက်ခံသူတို့ချို့တာရရှိ ခဲ့တာဖြစ်ပြီးရက်တိနေထိုင်ရေးကြက်တဲနေတဲ့ရက်သားစစ်ဘေးရှောင်တွေကိုတော့ပေးအပ်တာတွေမတွေ့ရှိခဲ့ရပါဘူး2024ခုနှစ်မြမရုပ်ရှင်ထူးချွန်စုပေးပွဲကိုစစ်ကောင်းဆောင်မင်းအောင်လိုင်းတက်ရောက်မိန့်ခွန်းပြောနေချိန်မှာကချင်ပြည်နယ်ဗမော်မြို့ကစစ်ကောင်းစီတင်ကားတက်ရင်ကိုကချင်လွတ်မြောက်ရေးတပ်မတော်ကတင်ပိုက်ခဲ့ပြီးဖြစ်ပါတယ်။အခမ်းအနားတက်ရောက်က ြုံးရွှင်စွာမင်းကုန်းပြောလက်ခုတ်တီးနေတဲ့စက်ကောင်းဆောင်မင်းအောင်လိုင်းကိုစက်ကောင်းစီဘတ်တော်သားတွေကမရေတရေဝေဖန်မှုတွေလည်းပြုလုပ်ခဲ့ကြပါတယ်။ဖေဖော်ဝါရီလမှာလည်းစက်ကောင်းစီဘတ်တော်သားတွေရဲ့ဝါရဖြစ်နာတွေကိုစိတ်ဝင်စားမှုများပြားခဲ့တာကိုလည်းတွေ့ရပါတယ်။